အလုံးမဲ့မင်္ဂလာပါဦးတင်ဒီနေ့ရှင်းပြပေးချင်တာကအသိပွားတွေကိုမှတ်မိတဲ့အကြောင်းပေါ့အသိပွားတွေကိုမြည်ဒီပုံကိုသူများတွေကမှတ်မိပါတယ်ဆိုတာကိုဦးတင်မျှဝေပေးချင်ပါတယ်နော်ဦးတင်တို့စာပေမှာအသိပွားကိုပြန်မှတ်မိတဲ့အပိညာဉ်ရှိပါတယ်အဲ့ဒါကပုံပေနိဝါဒနှုတ်တတိအပိညာဉ်လို့ခေါ်ပါတယ်နော်အပိညာဉ်၆ပါးရှိတယ်ဒိဗ္ဗသက္ခုဒိဗ္ဗတောတ ပုပ္ပေနိဝါဒနတတိအပိညာဉ်အတဝခယအပိညာဉ်အေဒီဝိဒအပိညာဉ်ဆိုပြီးတော့အပိညာဉ်ရှိပါတယ်အဲ့ဒီအပိညာဉ်ရမှဥဒ္ဓနုကတကောဖန်တင်နိုင်မယ်တိဘကိုပြန်ကြည့်နိုင်မယ်လူရဲသိတဲ့ကိုအကဲခတ်နိုင်တဲ့ပရာသိတဝိသနာနာ အပိညာဉ်ပေါ့ရမှာဖြစ်ပါတယ်အရင်ဥဒ္ဓံပိစမတန်ကိုရအောင်အထောက်ကပါတယ်ပိစမတန်ကချက်ကိုတတ်တော့မှဥဒ္ဓနုကဘာကိုမြင်ခြင်းနဲ့ဘာကိုမြင်ခြင်းနဲ့ဆိုပြီးတော့ပြန်ကြည့်ရတာဖြစ်ပါတယ်အဓိကအခြေခံကတော့ ပစ္စမတန်ပဲเนาะယုံရတန်ရအောင်အထုပ်ပေါ့ပထမတန်ဒုတိယတန်တတိယတန်သတုတတန်ပစ္စမတန်တပြီးတော့တန်၅ပါးရှိတယ်ပစ္စမတန်ကအခြေခံပဲအဲ့ကောင်ရမှာဥဒင်းတော့ခုနပြောခဲ့တဲ့အဘိညာဉ်လေးကိုလုပ်လို့ရမှာเนาะအဲ့ဒါကြောင့်ဒါတွေကိုသိကျင်လို့ဆိုရှင်အယုံတော့စံတရားကိုအထုပ်ပါတမထကိုအထုပ်ပါဥဒင်းတော့အတိတ်ဘဝကိုပြန်မှတ်မိတာကကြတော့ဟိုတိတိပုပ်ကကျင့်ရမလို့အဲ့ဒါကို သာတိတရညာလို့ခေါ်ပါတယ်သာတိတရညာလို့ခေါ်ပါတယ်ရှေးဘွားကိုပြန်မမိတာပေါ့အရှင်အာနန္ဒမထေရမြတ်အလောင်းမြတ်ဟူသတေဝီဆိုလို့ရှိရင်ရှေးဘွားခုနှစ်ဘွားနောက်ဘွားခုနှစ်ဘွားသတိဘွားကိုသူကမှတ်မိတယ်ပေါ့သူကမွေးရပါထူကြတဲ့အချက်သူ့မှာနော်သူကတခုတော့ဘွားမှာပေါ့ရွှေချောတယ်ဥစ္စာပေါ်တယ်ရွှေပရိနိဒါဖြစ်တာပေါ့အဲ့ဒီမှာအပေါင်းအသင်းမကောင်းတဲ့အခါကျတော့သူ့ကိုညှောက်ပေးတယ်အမှသူကသူတို့ရဲ့တာမြတ်တွေစော်ကားတယ် အဲ့ဒါကြောင့်သူကနွားဖြစ်တယ်မြောက်ဖြစ်တယ်စိတ်ဖြစ်တယ်နှပုံးပန်တို့ဖြစ်တယ်ပေါ့ဖြစ်တဲ့အခါမှာလည်းဟိုကိုယ်တွင်းခန္ဓာလိုရှိပါတယ်အဲ့ဒါကနော်ကာမေတုမိစ္ဆာသာရကံရဲ့အကျိုးကျေးဇူးတွေပါအဲ့ဒါကသရီဒရညံပေါ့တချို့ကလည်းကိုမိုးတယ်အရင်ဘွားကိုပြန်မမိတာရှိတယ်အဲ့ဒါကိုသာတိတရညံလို့ခေါ်ပါတယ်သူကတော့ကျင့်ကြရမလို့ပေါ့ကျင့်မရမယ့်အပိန်ညာတော့ဘယ်ပုဂ္ဂိုလ်တွေတည်တယ်လဲဆိုလို့ရှိရင်ဥဒင်းတို့ သာသနာပမှာပေါ့ကမ္မဝါဒီတန်ရည်တိတိနမတေနောနမနိတဝကတိနမတောပိစိကဗုဒ္ဓနမလေတမ္မာတံဗုဒ္ဓဆိုတော့ဂေါတမဖျားစတဲ့ဖြစ်ပေါ်လေတိတယ်အဲ့ဒီမှာကမ္မဝါဒီစံရည်တိကကြတော့အတိတ်ဘဝ40နောက်အနာဂတ်ဘဝ40မတိတယ်သူတို့ကအဲ့ဒီဘဝကိုရောက်ပြီဆိုလို့ရှိရင်သူတို့မတိနိုင်တော့အထူးသဖြင့်ပေါ့အတင်ညသက်ဘုံကိုရမယ်ဆိုလို့သူတို့က ဲ့ဒါကြော်ပြီးသိလို့မရတော့နော်တာဝကကကြတော့ခဘာသိမ့်ပေါ့တည်နိုင်တယ်အဲ့ဒါလေတာဝကတည်တယ်ပြီးရင်ပိဋကဘုရားကကြတော့နှစ်အသင်ချင်းနဲ့ကဘာသိမ့်တည်တယ်ဥဒင်းတို့ရဲ့မေတ္တာဖျားကကြတော့အဆုံးအစမရှိအောင်တည်တယ်အဆုံးအစမရှိအောင်တည်နိုင်တာပေါ့ ဦးဇင်းတို့ဒီပုပ်ပေနိဝတ္တနတိအပင်ရှင်နဲ့ဣတရရပုဂ္ဂိုလ်ကအတလုံးလုံးဘွဲကိုရတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုလို့ရှိရင်ယဟမသူလို့ရှိရင် အရှင်တောပိတယဟမမှာဆိုလို့ရှိရင်ဗတ္တကာပိလာနီသူတို့ကဒီအတိတ်ဘွဲကိုပြန်ကြည့်တဲ့အခါမှာသူတို့ကအတလုံးလုံးဘွဲကိုရထားတာဣတရရဘွဲကိုရထားတဲ့မထေရဖြစ်တယ်ထေရမကြီးတွေဖြစ်တယ်ပေါ့ပြီးတော့မဟာဘိညာပေါ့ မာပညာကရတဲ့ပုံကလေးခုပဲရှိတယ်အသေးပွားကိုပြန်ကြည့်တာပဲအဲ့ဒါကသူတို့ကတစ်အတင်ရှင်နဲ့ကဘာတဲ့င်းကိုပြန်ကြည့်နိုင်လားသူတို့ကအဲ့ဒီပုံကလေးခုကဘယ်လိုလဲဆိုလို့ရှိရင်နံပါတ်1အရှင်တာလီဘုရားမထေရမြတ်နံပါတ်2အရှင်မဟာမောက္ကလံမထေရမြတ်နံပါတ်3အရှင်ဘာကုလအနာမဲတူလေအနာမဲတူဘာကုလရဲ့နံပါတ်4ကရတော့မြတ်တပြားရဲ့ကျင်အားဖော်လောင်းဖြစ်တဲ့ဗရကိသနာ ပြီးတော့အဲ့ဒီဘတ္တကိသနာကသူကနံပါတ်၄ခုရှိတယ်သာပြီးမှလေနံပါတ်၁ဘတ္တကိသနာနံပါတ်၂ဘာဝိလမာတာနံပါတ်၃ယတောတရာနံပါတ်၄ပိန်ပါတူတူပြီးတော့အမိ၄ခုရတာသူကသူ့ရဲ့မူရင်းဣဒရကမဟာပညာပတ္တမဟာပညာမှာသူကအတလွန်ဆုံးပဲတက်အတင်ရှင်နဲ့ကဘာတဲ့ကို ပြန်ကြည့်နိုင်တာဖြစ်ပါတယ်တာဝကထဲမှာအဲ့ဒီပုဂ္ဂိုလ်လေးကအတိတ်ကိုပြန်ကြည့်တဲ့အခါမှာ တစ်အသိရှင်နဲ့ကဘာတဲ့တိုင်တိုင်မြင်ကြည့်နိုင်တာသူလေးဝဲရှိတယ်အဂတာဘကနဘရဲ့အရှင်ပါကုလရဲ့ဗရကာပိလာနီထေရီမကြီးရဲ့ပေါ့လေးဦးပြည်တဲ့ကဘုရားရှင်မြတ်ကကြတော့နှစ်အသိရှင်နဲ့ကဘာတဲ့သိရှိတယ်နဲ့မေတ္တာပြကကတော့အလိုရှိတော့ကြည့်နိုင်တယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမ္မဝါဒီတန်ရယတိရဲ့တာဝကရဲ့ဖိတိကဗုဒ္ဓရဲ့ဗုဒ္ဓရဲ့၄ဦးရှိတယ်ပေါ့ သူတို့လေးဦးကဘာကွာတယ်လဲသူကြည့်လို့ခံမှာကမ္မဝါဒီတန်ရတိကနေရိုးတာဘကကြီးကသူကခန္ဓာအစဉ်အားဖြင့်ကြည့်ရတယ်သူတို့ကနော်ခန္ဓာအစဉ်အားဖြင့်ကြည့်တာပေါ့ဘယ်ခန္ဓာဘယ်ခန္ဓာဘယ်ခန္ဓာကြည့်တာအဲ့ဒီမှာကမ္မဝါဒီတန်ရတိရတိကဟိုရုံမရှိတဲ့ဘုံကိုရောက်ပြီဆိုသူတို့ကထက်ကြည့်လို့မရတော့ဘူးအဲ့မတန့်သွားပြီသူတို့ကမကြည့်နိုင်တော့ဘူးဒါသူ့ရဲ့ပုံစံပေါ့တာဝါက ခါကြတော့သူလည်းခန္ဓာအစဉ်အားဖြင့်ပြန်ကြည့်နိုင်တာသူကလည်းသူ့ရဲ့ပုံမှန်ကလည်းဒီရုပ်မရှိတဲ့ပုံပေါ့ရုပ်ပဲရှိတဲ့ပုံဆိုလို့ရှိရင်မကြည့်နိုင်တော့ဘူးတိုးတော့သူကဖျားပေးတဲ့နီးနဲ့ကြည့်မယ်ဆိုရှင်အဲ့ဒီရုပ်ပဲရှိတဲ့အတင်ညသက်ပုံကိုရောက်ရင်သူကကြော်ပြီးကြည့်လို့ရဖျားပေးတဲ့နီးအပြင်ဖျားပေးတဲ့နီးကိုမြှပြီးကြည့်လို့ရတယ်နော်အဲ့ဒါသူ့ ပြီးရင်သူကပိစိကဗုဒ္ဓရဲ့ဦးဇင်းတို့ရဲ့ဗုဒ္ဓကကြတော့သူကလူတွေကိုအကတာဘကနဲ့ပိစိကဗုဒ္ဓနဲ့ကကြကြတော့သူကသူဒီပဋိသင်ဒီအပြင်ကြည့်လို့ရတာသူဒီပဋိသင်ဒီအပြင်ကြည့်လို့ရတာသူကနော်မြတ်မြတ်ဗျာကဒီတော့အလိုရှိတော့ကြည့်လို့ရတယ်မြတ်ဗျာက အလိုရှိတော့ပြီးနောက်တဲ့ထူရတာကဘာလဲဆိုခုနကမ္မဝါဒီတန်ရရတိရဲ့တာဝကရီရဲ့ဗုဒ္ဓကကြတော့ပိစိကဗုဒ္ဓကကြတော့သူတို့ကမိမိရဲ့မိမိကိုယ်တိုင်ဖြစ်ခဲ့မှုတွေအရာကိုပဲကြည့်လို့ရတာသူတပားကိုကြည့်လို့မရအဲ့ဒါမိမိကိုယ်တိုင်အတွက်ကောသူတပားအတွက်ကိုကြည့်နေတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုလို့ရှိရင်ဥဒင်းတို့ရဲ့ဂေါရမမက်စာဖျားပဲဖြစ်ပါတယ်တမန်တော်မူတဲ့ဖျားတွေပေါ့ကတ္တပဖျားတို့ဟာကကူတန်တို့ကောနာကုံသတ်သဖြင့်ပေါ့ ဝတ္တပုတိခီတို့တတ်တဖြစ်ပေါ့အဲ့ဒီဖျားတွေကသူတို့ရဲ့အကြောင်းကိုသူတို့ရဲ့အကြောင်းကိုကြည့်ရရနော်ဒါကဟိုပုပ်ပေနိဝတာနောတတိအပိညာဉ်ရထားတဲ့ပုဂ္ဂိုလ်တွေရဲ့ထူရချက်လေးဖြစ်ပါတယ်ဦးဇင်းပြတာလေးနည်းနည်းလွဲလာရှိလိမ့်မယ်ပေါ့ရှိရှိရင်လည်းခြားပြပေးခဲ့ပါပေါ့အမှန်လေးကြီးတဲ့ပေးခဲ့ကိုတောက်ဆူပါတယ်အားလုံးကိုကျေးဇူးများဤတင်ပါတယ်